အားလုံးမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော် Arsenal အကြောင်းဆိုရင်ဒီချိန်ကဒါကျွန်တော်တို့ dedicated ပြထားတဲ့ slot ပုံစံမျိုးတော့ဖြစ်နေပြီ Arsenal အကြောင်းကဒီချိန်ပြောရမယ်အဲ့တော့ ဒါအခုတော့ဗိုက်ပေါ့အာဆနယ်အပြောင်းရွှေ့ကလည်းရှိမှာတကယ်တမ်းပြောရမယ်ဆိုသူတို့လည်းလှုပ်လှုပ်ရှားရှားလုပ်နေတယ်ဒါပေမဲ့ရီးရတာဗျာပေါ့နော်ဒါအာဆနယ်အသင်းကခုလည်းရှိမှာသူတို့ကကစားသမားတွေသာခေါ်ထားတယ်တယောက်မှလည်း publicly မကြင်ညာသေးဘူးဘာကွက်တွေလည်းတော့မသိပေမဲ့ဘလူဒီမန်တော့မသိပေမဲ့ဒါအာဆနယ်ကတော့ဘာလုပ်နေမှန်းတော့မသိဘူးပေါ့နော်ဒါကျွန်တော်တို့ချက်တော့စောင့်ကြည့်ရမယ်အဲ့တော့ဒါကျွန်တော်တို့ကစားသမားတွေတစ်ချိန်တည်းပဲတနေရာထဲမှာပဲအကုန်လုံးဒါကျွန်တော်စုပြီးကြင်ညာမလားဘာလားတော့ကျွန်တော်မသိဘူးဒါပေမဲ့လက်ရှိအခြေအနေကဆိုအာဆနယ်ကဒါကျွန်တော်အလုပ်တွေတော့လုပ်နေတာပဲဒါပေမဲ့နောက်ကွယ်ကနေလုပ်နေတာလည်းမဟုတ်ဘူးဒါကျွန်တော်ပေါ်တင်ပဲလုပ်နေတာဒါပေမဲ့တရားဝင်တော့ပြည်သက်တွေကိုချမပြ ောက်ပါဒီမန်တော့မသိဘူးเนาะအဲ့တော့လက်ရှိမှာဒါအာဆနိုသင်းနေနေဒါအလုပ်တွေကတောက်လျှောက်လုပ်နေစေဖြစ်ပြီးတော့ဒါကျွန်တော်တို့ သူတို့ရဲ့အပြောင်းအရွှေ့မှာဆက်လက်ပြီးဒါကျွန်တော်တို့ရှေ့တူးနေစေလို့ပြောလို့ရရတယ်မှာပါအဲ့တော့ Arsenal အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ထောင်ဝန်တိုင်းကျွန်တော်တို့ဒါဗီဒီယိုတစ်ပုဒ်ထဲမှာအစုံအလင်ကြောင့်ခင်ဗျားတို့နည်းနည်းလေးပြောသွားမယ်အဲ့တော့မင်းညားကတော့ Fabrizio Romano အနေနဲ့ဒါကျွန်တော်တို့ Arsenal အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ update တစ်ခုတက်လာခဲ့တယ် Arsenal သင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ easy ကိုတရားဝင်ချိတ်ဆက်မှုတွေကိုစတင်ပြီးတော့ပြုလုပ်လာခဲ့ပြီလို့သိရတယ်မှာပါပါတယ်အဲ့တော့ easy ကိုဘယ်လိုမျိုးချိတ်ဆက်မှုတွေပြုလုပ်လဲ easy ကိုဒါကျွန်တော်တို့သူ့ရဲ့ camp ပေါ့နော်ဒါသူ့ပုံကိုကြီးရသဘောတူညီမှုရဖို့အတွက် Arsenal သင်းအနေနဲ့ကျွန်တော်တို့ဒါ demon အေးပေါ့ အဲဒီစနေနေ့ညနေခဲကဒါကျွန်တော်တရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ Fabrizio Romano ကတော့ဒါကျွန်တော်အတိအကျပြောခဲ့တယ်အဲဒါကျွန်တော်ဒီ weekend အတွင်းမှာဒါ easy ကိုဒါကျွန်တော်တို့ Arsenal သင်းကတရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ခဲ့တယ်ဒီကစားသမားအရင်ကတည်းက Arsenal Academy ကဒါကျွန်တော်တို့အေးပေါ့အနှင်ထုတ်ခံလိုက်ရတယ်ကျွန်တော်တို့ဒါကစားသမားရဲ့တရားပြီးတော့ဒါကျွန်တော်ဒီတစ်လောက်က easy ကိုတိုင်းကလည်းသူ့ရဲ့ idol က honorary ဖြစ်တဲ့အတွက်ကြောင့်မို့ Arsenal ကိုသူကတော်တော်လေးကိုစိတ်ရောက်တဲ့ကစားသမားတွေမှာပါတယ်။အဲဒါကြောင့်မလို့ရှိမှဒါကျွန်တော်အဖြေကတော့ရှင်းနေပြဒီနေရာမှာဒါ easy go call ခြင်းနဲ့ဆိုတော့ကစားသမားပုံကူရေးရရသဘောတူညီမှုရဖို့အတွက်ပဲလို့လား။ဘာကြောင့်လဲ Crystal Palace ကခုလက်ရှိတောင်းထားတဲ့ပုံစံမျိုးကရှင်းတယ်။စာချုပ်ဖြတ်သိမ်းခြင်းတန်း60ဟူမှဒါ bonus နဲ့ပြီး bonus နဲ့အဲတန်း60ဟူတာ၃နှစ်ရကြတယ်ပြီး။ Okay ငါတို့မင်းတို့ဘာမှအာရုံမနောက်။အဲ့တော့ Crystal Palace ကိုတိုင်ကလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကိုစဉ်းစားစရာနဲ့တော်တော်လေးကိုအာရုံနောက်စရာဖြစ်နေတာကသူတို့ရဲ့ Europa League ကိစ္စပဲ။ Europa League ကိစ္စလည်းလက်ရှိမှာဒါကျွန်တော်တို့ UEFA အနေနဲ့ခုလက်ရှိတောက်ကြနေမှာပဲတရားဝင်သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြောသွားမယ်လို့သိရတယ်။အခုလက်ရှိမှာဒါ UEFA Europa League နဲ့မဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ Conference League မှာဒါအသင်း တသိန်းလဲဒါကျွန်တော်အဲ့လိုမျိုးညီးခဲ့တဲ့ပုံစံမျိုးရှိတယ်ပေါ့အဲ့ဒီအသစ်တသိန်းကတော့ဒါကျွန်တော်တစ်ချက်တရဝင်တာကျွန်တော်တို့အဲ ကွန်ဖရန့်လီကနေနှုတ်ထွက်ပေးလိုက်ရတယ်သူသိရတယ်မှာပါအဲ့တော့လက်ရှိအခြေအနေတွေကဒါကျွန်တော်လိုင်ယွန်ကလည်းကျွန်တော်တီချာတစ်ခုဟာဒါကျွန်တော်တို့တို့အနေနဲ့နှုတ်ထွက်ပေးဖို့အစီအစဉ်မျိုးပြီးတော့လက်ရှိမှာလိုင်ယွန်ကယူရိုပါလိရဲ့ငွေကိုအရန်လိုနေတဲ့အတင်းတင်းဖြစ်တယ်။ဘာကြောင့်လဲဆိုလိုင်ယွန်ကလက်ရှိမှာဒါတန်ဆင်းထားတဲ့အတွက်ကြောင့်မလို့ဒါအဲ့ပေါ့တို့လက်ရှိခဏပေါ့နော်ခဏတန်ဆင်းထားတဲ့အတွက်ကြောင့်တို့အနေနဲ့ဒါရနေတဲ့မြငွေပေါက်တွေအကုန်လုံးလိုချင်တဲ့အတွက်ကြောင့်တို့အနေနဲ့ဒါတို့ဘက်ကလုံအောင်ရှော့ပေးဖို့အစီအစဉ်မျိုးဖြစ်တော့လက်ရှိမှာ Crystal Palace ဘက်ကပြန်ကြည့်မယ်ဆိုရင်တကယ်သနာဖို့ကောင်းတယ်ဗျာကျွန်တော် John Dexter အနေနဲ့အခုလက်ရှိမှာဒါသူ့ရဲ့ share ရှင်တွေအကုန်လုံးဒါ American တတိယကိုပြန်ပြီးရောင်းထား ်းခဲ့တာတော့မှ Crystal Palace ကိုလက်ရှိမှာ Europa League ဝင်ခွင့်မပေးဘူးလို့ယာကိုင်နှုံးနေများတယ်။ဒါပါအဲ့ဒါတော့မှပဲ AC ဆက်ပြောတာ။ဘာလို့ Europa League လက်ရှိမှာဝင်ခွင့်မဝင်ခွင့်ရမရမသိကြသေးတဲ့ Crystal Palace နဲ့သူတို့အနေနဲ့သူတို့အသင်းအတွက်ငွေလူတဲ့ငွေလူတဲ့ဆိုတာအဓိက Crystal Oliver Glasner ကိုလူဝယ်ပေးဖို့အတွက်ဒါကျွန်တော် easy ကသူတို့အတွက်ငွေရောင်းလူရောင်း ပြီးတော့ငွေရှာမဲ့ကစားသမားတွေတယောက်ဖြစ်လာဖို့အတွက်အရာဂိုင်းလုံးတွေများတယ်ဆိုတဲ့သတင်းထွက်လာခဲ့တော့ easy ကိုတော့လက်ရှိမှာ arsenal အသင်းဘက်ကတော်တော်လေးကိုသဘောကျတယ်ဒါကျွန်တော် arsenal အသင်းကိုလက်ရှိမှာဒါရောက်လာခဲ့မယ်ဆိုရင် arsenal အသင်းနဲ့ဒါကျွန်တော် martin odin ကတော့လည်း push ရမယ်ကစားသမားဖြစ်တယ်လို့ဒါကျွန်တော်တို့ martinelli နေရာကိုလည်းဝင်ဆော့နိုင်မယ်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့ arsenal အသင်းအတွက်တော်တော်လေးကိုဒါခေါ်ယူလိုက်မယ်ဆိုရင်လုံးဝအရှုံးမရှိတဲ့ကစားသမားတွေတယောက်ဖြစ်တယ်ပြီးတော့ဒါငွေချေးရခေါ်မယ်ဆိုလည်းဒါကျွန်တော်သိလောက်ပေါ့နော် easy နဲ့တပတ်လောက်ခါလာတဲ့သင်းကွင်းနဲ့သင်းကြပဲသူတောင်းတယ်အများဆုံးကျွန်တော်ဖတ်မြင်တဲ့သင်း8500လောက်ပဲသူတောင်းမယ်လို့ကြားရတယ်ဒါမှပါတယ်အဲ့တော့ ပြောရလူကသားစာရလဲအဲ့လိုကြီးများတယ်တမန်ပေါ့ပြီးတော့ခုနကပေါ့ easy ကိုတိုင်ကလက်ရှိမှာ commitment issue မရှိတဲ့ကစားသမားတွေတယောက်သူနေတဲ့နေရာရောက်လာမယ်ဆိုရင်9နဲ့ plus 10နဲ့ချုပ်ဖို့ ready ပဲအဲ့တော့ပြောချင်တာက easy ကိုဘာလို့အဲ့လိုလွယ်တဲ့အဲ့ပေါ့ကိုကိုဒီအမြင်ကသာကျွန်တော်ကိုရီးယားတော့ဒါအာနဲ့ချောင်းနဲ့ကောင်ဆိုတော့တိတ်တော့ကိစားမရှိဘူးနော်ဟိုအမြင်သာကြည့်လိုက်မလို့လက်ရှိမှာ palace ကိုတိုင်ကလည်း easy ကိုရောင်းမယ်ဆိုရင်ဒါမှတန်း30ကို3နဲ့အရေးကြပေးပြီးရောင်းမယ်အာဆိုသိနေအဲ့ဒီ budget ကိုမပေးနိုင်စရာအကြောင်းမရှိဒါပေမဲ့ကျွန်တော်ထင်တာပေါ့နော်အာဆိုသိနေခုလက်ရှိမှာ easy ကိုမခေါ်ယူသေးခင်မှာသူတို့နေတိုက်စစ်မှုကိစ္စအဖြေရှာအောင်မလို့ကျွန်တော်မြင်နေဒါပေ မဲ့လက်ရှိမှာ easy ကိုခေါ်လို့ရရင်ကျွန်တော် arsenal အရင်ခေါ်လိုက်တဲ့အနေအထားမှာရှိတယ်ဘာလို့လဲဆိုတော့လက်ရှိမှာဒါစပါအသင်းနဲ့ easy ကိုခေါ်ဖို့ကြိုးစားနေတယ်မှာပါတယ်ဘောနော်အဲ့တော့စပါအသင်းနဲ့လက်ရှိမှာဒါမှမဟုတ်ယခုလက်ရှိ fabio romano ရေးထားပုံရ tottenham remain also keen to easy အဲ့တော့နှစ်ယောက်လုံးကဘယ်သူရှေ့ရောက်နေလဲဆိုတာမဟုတ်ဘူးနှစ်သင်းလုံးကလက်ရှိမှာ easy ကိုတရားဝင်ချိန်ဆမှုတွေပြုလုပ်နေတယ်အဲ့တော့ easy ကိုတိုင်ရွေးရမယ်တယ်မှာပါတယ်မြောက်လက်နဲ့နှစ်သင်းနဲ့ကသင်းတော့အဲ့တော့တော့နိုင်မဲ့ဒါကကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းဒါမှမဟုတ် လက်ရှိမှာ easy ကိုတန်ကသူကိုတန် arsenal ပြိသက်ပူဇံမှုဖြစ်တာရော honorary ကိုတာကျွန်တော်လက်ရှိမှာ idol ဖြစ်တာရောလက်ရှိမှာ arsenal academy မှာလည်းဆော့ဘူးခဲ့တဲ့ကစားသမားတစ်ယောက်အနေနဲ့ရောသူက arsenal ကိုပူရိုင်းနေတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်ပေါ့။အဲ့တော့ပြောချင်တာကလက်ရှိမှာ easy ကိုတန်ကလည်း arsenal အသင်းကိုပြောင်းရွှေ့ခြင်းနေတဲ့သဘောမှာရှိ။အဲ့တော့ arsenal ကဒါယူတာကျွန်တော် opportunity grab လုပ်တဲ့နယ်လို့မြင်နေ။ arsenal အသင်းနဲ့ဒီအပြောင်းရွှေ့မှာဒါကျွန်တော် budget လည်းအရင်ကြီးမသုံးရဘဲနဲ့ပေါ့။ ဒေါင်းပေးမဲ့တန်း20ပဲတုံးရမယ့်လီဒါတစ်ခုမှာ easy ရမယ်ဆိုရင်တော့ Arsenal အသင်းဒီအပြောင်းရွှေ့အတွက် move forward လုပ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ဒီပြောင်းရွှေ့မှာ Arsenal အသင်းနဲ့အရှုံးမရှိတဲ့အပြောင်းရွှေ့တစ်ခုဒါပေမဲ့ကျွန်တော်ခုနကပြောလို့ပတ်စံလည်းအရင်မတုံးရဘဲနဲ့ကစားသမားကောင်းတယောက်ရမယ် Odin က Martinelli စကားအရင်ပုံစံမျိုးပါတုံးလို့ရတဲ့အထိကိုဒါဒီကစားသမားနေရာစုံမှာဆော့လို့ပြောချင်တာဗျ Arteta လုံးဝ favorite ဖြစ်တဲ့ပုံစံမျိုးတွေကကစားသမားပုံစံကွက်တဲ့ကစားသမားအဲ့တော့ ဒီအပြောင်းရွှေ့ကိုကျွန်တော်မြင်ကြည့်တာပေါ့နော်အာဆောင်သိရှေ့တိုးမယ်လို့မြင်နေကျွန်တော်မြင်ကြည့်တာတိုက်စစ်မှုကြီးထထောင်မှာဆော်ပြီးတော့ easy down အရင်ရောက်လာမလားတော့ကျွန်တော်နေအဲ့တော့ဒါပေမဲ့လက်ရှိမှာအီယာဆောင်အာဆောင်သိနေနေတာတရဝင်းအစားသမားတွေအသင်းပေါ်ရောက်မရောက်ခုချိန်ဒီမကြင်ညာသေးတာကတော့ဘာကြောင့်လဲတော့မသိဘူးပေါ့နော်ဒါဘာဘာဘာတွေကွက်ဒီဘလူတွေနင်းနေလဲတော့မသိဘူးအဲ့တော့အခုချိန်ဒီဒါကျွန်တော်အာဆန်အသင်းကဒါကျွန်တော်တို့သူတို့ကစားသမားတွေကိုတရားဝင်မကြင်ညာသေးဘူး I don't know why ဘာလို့လုပ်နေလဲဘလို့လုပ်နေလဲဒါကျွန်တော်မီဒီယာပဲဒါကျွန်တော်တို့သုံးကောင်လုံးဝေါင်းဆိုပြီးချိန်ကြမလားဒါကျွန်တော်တို့မသိရတဲ့အထဲမှာပါမလို့ဘာဖြစ်တာလဲဟီဟီအခါနဲ့မတရားဖြစ်နေပြီးအတန်နေကြားနေရတယ်အထားပါအခုလည်းရှိမှဒါပြောရမယ်ဆိုရင်တော့အခါနဲ့မတရားဖြစ်နေပြီးအတန်နေကြားနေချိန်မကောင်းဘူးသားကြီးတို့ဟီ ဲ့လက်ရှိမှာဒါပြောရမယ်ဆိုတော့ easy ကတော့ဒါကျွန်တော်တို့ Arsenal သင်းရဲ့ dream signing တွေကတခုဖြစ်တယ်ဒါပေမဲ့ dream signing ဆိုတော့လည်းပတ်စံအများကြီးသူတွေပေါင်သန်း30နဲ့တည်းကစားသမားခေါ်လို့ရမယ်ဆိုတော့ကတော့မစိုးလို့ပြောလို့ရတယ်တမပါဒါပါလက်ရှိမှာ Arsenal သင်းရဲ့ခုလက်ရှိတိုက်စစ်မှုကိစ္စကိုတို့တွေတော်တော်လေးဥပြများနေတယ်အခုချိန်မှာဒါကျွန်တော်တို့ Benjamin Sesko ကတော့ကျွန်တော်တို့ကာယုဂရက်စီအပြောင်းရွှေ့ကိုရှေ့မတူတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားနေတယ်လို့မြင်တယ်ဘောနော်အဲ့တော့တို့အနေနဲ့ခုလက်ရှိမှာဒီအပြောင်းရွှေ့ကတော်တော်လေးကိုအာယုံနောက်လာတဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာခဲ့တယ်အဲ့တော့ Arsenal သင်းရဲ့တခြားသော target ကိုပြောင်းဖို့အတွက်ခုလက်ရှိမှာပြန်လည်ပြီးတော့စဉ်းစားလာ ပြီးဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။ဒါကဘာကိုဆိုလိုချင်တာလဲ။အာဆိုတဲ့နေ့ကုလရှိမှာဒါကျွန်တော်တို့အမ် ဗစ်ဒါကာယိုဂရက်စကိုဆက်စကိုကို give up လုပ်ပြီးတခြားသော target တစ်ခုပြောင်းအခုလက်ရှိမှာဒါအပြောင်းရွှေ့ကြရတယ်ကျွန်တော်တို့ပိတ်ဖို့အတွက်အဝေးကြီးလို့သေးတယ်ကျွန်တော်အာစတန်သိတယ်နောက်တစ်ယောက်ကိုဒါစိတ်ဝင်စားပြီးခေါ်သွားရင်တော့အခုချိန်မှာအရှုံးမရှိတော့ဘူးလို့မြင်တယ်အာစတန်သိတယ်အခုလက်ရှိမှာ Manchester United အသင်းဘက်ကတရားဝင်ချိတ်ဆက်မှုတွေကိုဒီရပ်ပိုင်းတွင်းကပြုလုပ်ခဲ့တယ် Oliver Kane ဘက်ကိုနည်းနည်းလေးစိတ်ပြန်လေလာတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ် Oliver Kane ရဲ့မမက်ရဒီနှစ်ဒါနေရာဒီနှစ်ဆောင်းရသည့်အပြောင်းရွှေ့မှာအာစတန်သိကပေါင်တန်း60နဲ့ဒါကျွန်တော်နောက်ဆုံးနေ့မှာတရားဝင်ကမ်းလိုက်ခဲ့မယ် Aston Villa သိကတရားဝင်ညင်းပေးခဲ့တာအကုန်လုံးမှတ်မိလိမ့်မယ်ဒါပေမဲ့အာ ဆုံးသင်းတဲ့ခုလက်ရှိမှာကယ်ရီဆက်စကိုကဗစ်တာကာယိုဂရက်စ်ကိုရှေ့မတိုးခဲ့ဘူးဆိုရင်တော့အိုလီဝက်ကင်းဘက်ကိုပြန်လှည့်လာနိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာကိုတော့ကျွန်တော်တော်တော်လေးစိတ်ဝင်စားတော့အဲ့ဒီမှာအာဆိုသင်းတဲ့အိုလီဝက်ကင်းကိုဒီတစ်ခေါက်ခေါ်မယ်ဆိုရင်တော့ဒါမနစ်ကဆောင်းရသည်အတန်း60ထက်အများကြီးအများကြီးဈေးနဲ့သွားမယ်ဒီမှာပါတယ်အက်စတွန်ဗလာအသင်းကိုယ်တိုင်ကဒီကစားသမားကိုရောင်းချဖို့အတွက် PSR ရောဒါ FFP ရောအခြေအနေတွေအတွက်ရောင်းချဖို့အတွက်လုံးဝပြင်ဆင်နေတာကိုတွေ့ရမယ်ဒီမှာပါတယ်မိသို့ပင်စူစီကမှုဒီနေရာမှာ ါအရေးကြီးဆုံးအချက်ကိုဒါကျွန်တော်အာဆနောအသင်းနဲ့ဒါဒီကစားသမားကိုခေါ်မယ်ဆိုတော့ပြည်သက်တွေဆဲတာနည်းနည်းတော့ခံ။ဘာလို့ဆိုတော့ Oliver Kane အသက်က29နှစ်ဖြစ်နေပြီဖြစ်တော့ကျွန်တော်အာဆနောအသင်းသုံးမယ်ဆိုတော့နောက်ထပ်3နှစ်နဲ့6နှစ်ကြာပဲသုံးလို့ရမယ်ဒီတော့။ဒါပေမဲ့ဘာပဲပြောပြောအာဆနောအသင်းရဲ့ပြည်သက်တွေကအငယ်ပြနောက်ဆုံးဘယ်သူမှမခေါ်ရင်တော့ Oliver Kane ခေါ်ရင်တော့ကျင်းတယ်။ဘာလို့တိုက်စစ်မှုမရှိရကြတာတိုက်စစ်မှုတယောက်ရှိမယ်။ဒါ Premier League လဲအာဘော်ညံ့နေတဲ့ကစားသမားတယောက်ရမယ်ဆိုတော့ကျွန်တော်အာဆနောအသင်းပြည်သက်တွေနဲ့ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတို့အနေနဲ့ complaint တော့သိရှိမယ်တော့ကျွန်တော်တော့သိမထင်ဘူး။ဒါပေမဲ့တို့ကတော့ရှင်နေပြ Victor Carcass ကို Sesco နှစ်ယောက်တည်းကတယောက်ကိုပို့လို့ခြင်းနေ။ဒါပေမဲ့ ဒီညမှာကျွန်တော်အမှန်တမ်းပြောရမယ်ဆိုရင်ဘောနော်အာဆနယ်အသင်းဘက်ကဘက်လိုက်ပြီးပြောတာမဟုတ်ဘူးမင်းအာဆနယ်အသင်းဘက်ကလည်းမှားနေမနေဘူးအဆက်စကွဲပြောင်းရှိမှဆိုအာဆနယ်အသင်းနဲ့တက်တက်နိုင်လို့လိုက်ရောတာလေကစားသမားကိုယ်တိုင်ကလည်းအသင်းကိုရွေးချယ်ထားပြီးပြီဖြစ်တယ်ဒါပေမဲ့ဒီရတိုင်းပဲဆက်စကွဲပြောင်းရှိမှလည်း လိုက်ဇက်ဘက်ကပေါင်တန်းဘလောက်ဖူးပေါင်တန်းဘလောက်ဖူးပေါင်တန်းဘလောက်ဖူးဆိုလုံးဝမချတာပြဿနာကိုယ်တိုင်ကလက်ရှိမှာ access ကိုဒါကျွန်တော် sorry club ဒီကိုယ်တိုင်ကစိတ်ဝင်စားမှုတွေအပြည့်အဝရှိနေတဲ့အတွက်ကြောင့်မလို့ဒီပြောင်းရွှေ့ရရှိမတူဘူးလို့ပြောလေ Victor Caracas ရဲ့ပြောင်းရွှေ့ရအရင်ရှင်းတယ် Sporting ဘက်ကပေါင်တန်း80 Euro တန်း80လူချင်းနဲ့ဖြစ်သွားပြန်ပြီပထမတော့ Euro တန်း80အကျော်အခုလက်ရှိမှာ Euro တန်း80ဖြစ်သွားပြန်ပြီအဲ့တော့ပြောချင်တာရလေလူလေ ਉ သစီပုံစံမျိုးဒါကျွန်တော်တို့လက်ရှိမှာ Sporting ဘက်ကဖြစ်နေတယ်ဒါ Victor Caracas ကိုယ်တိုင်ကလက်ရှိမှာ Sporting ကိုလုံးဝ training တော့မစင်းမဲ့ ਨੇ Sporting နဲ့သူနဲ့ပြတ်ပြီဆိုတဲ့ပုံစံမျိုးသူ့အနေနဲ့လုပ် ဒါတွေ့ရမယ်အဲ့တော့အမှန်တကယ်မှဆိုအာဆနယ်ဘက်ကဒီပြောင်းရွှေ့မှာတိတ်တော့မှားနေတာတော့မဟုတ်ဘူးအတင်းသူ့ကိုသူတို့တရားဝင်ချိန်ဆထားတဲ့အတင်းဒီကိုတိုင်ကလည်းတည်ကြတဲ့အတိုင်းပဲဒါကျွန်တော်တို့တိုင်ပတ်နယ်လို့ပြောလို့ရတယ်မှာပါလက်ပါပဲဘောလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ DB4U တို့မှာချင်းလူစင်ပအောင်ကွန်ယူလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မပေးကြပါနဲ့အောက်က comment နေတယ်မှာလေ youth sport media 3.0ဆိုတဲ့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြင်မှတ်ဆောင်ကွန်ယူပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ် မြန်မြန်လေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်ရဖြစ်ပါတယ်အားလုံးပဲကြိုတူပါရဲ့ကောင်းမွန်တော်နေနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြရပါဘောအားလုံးပဲကြိုတူပါရဲ့မက်ကလစ်ပေးကြအောင်ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်ရဖြစ်ပါတယ်ဒေးဗော်ဗျ